နေတိုင်းလိုလိုပြောနေရတဲ့ဂျေဇုတင်စကားကိုအင်္ဂလိပ်လိုဘလို့တည်တည်တတ်တတ်ကောင်းကောင်းမွန်မွန်လေးပြောရမလဲဆိုတော့ဆရာဒီနေ့စာကြောင်းလေးကြောင်းနဲ့သင်ပေးမယ်အလွယ်လေးပဲ thank you လို့ပြောလိုက်ရင်လည်းရတယ်ဒါပေမဲ့တခြားပြောနည်းလေးတွေကိုလည်းလေ့လာကြည့်အောင်နံပါတ်တစ်ခုက ငါမင်းကိုကျေးဇူးတောင်မတင်တတ်တော့ဘူးပြောချင်တာကျေးဇူးတင်လို့လို့ဟိုဘုရားစပြီးကျေးဇူးတင်ရမှာတော့မတည်တော့ဘူးเนาะနောက်တစ်ခါကျတော့ငါတကယ်နှစ်သက်ကျင်တတ်မိပါတယ်မင်းရဲ့အကူအညီဟာတကယ်နှစ်သက်ကျင်တတ်စရာကောင်းပါတယ်နောက်တစ်ခါကျတော့ဟာဒါမင်းရဲ့ကျင်တတ်တာဒါမင်းကျင်တတ်တာပဲဆိုပြီးပြောချင်တာမျိုးနောက်တစ်ခါကျတော့ဒါငါ့အတွက်အများကြီးပါပဲကွာဆိုတာအဲမင်းရတာမဖြစ်စလောက်လေးလို့ထင်ပေမဲ့ငါ့အတွက်တော့ဒါအများကြီးအကူအညီဖြစ်သွားပါတယ်ကွာဆိုအောင်အဲ့ဒီလိုဘယ်လိုပြောမလဲဆိုတာကိုကြည့်လိုက်ရပါဘောเนาะကိုပေါ့ရင်စမ်းကြည့်လိုက်ရရဲဒါဆိုရင်ဒီလေးခဏရပ်ပြီးစမ်းကြည့်မယ်အဖြေတက်ကြည့်မယ်ဆိုရင်ကြည့်လို့ရပြီကဲ ငါမင်းကိုကျေးဇူးတောင်းမတင်တတ်တော့ဘူး subject ဆိုတာ i ပေါ့နော်အဲ့တော့ speaking နဲ့ grammar နဲ့ဆက်ဆက်မှုရှိနေတယ် grammar နဲ့လွတ်သွားရဲ့ speaking ဆိုတော့နည်းတယ်အဲ့တော့ i ပြီးလို့ရှိရင်ကျေးဇူးတင်တယ်ဆိုတာကျေးဇူးတင်တယ်ဆိုတာ thank ကို verb အနေနဲ့လည်းသုံးလို့ရတယ်လေနော် thank ဘာလို့လဲဆိုတော့မင်းကို you i thank you မတင်တတ်တော့ဘူးဆိုတာလွတ်တက်တယ်ဆိုတာလုံနိုင်တယ်ဆိုတဲ့ခံကိုသုံးရမယ်ဆိုတော့သိမယ်နော်ဒီရှိရဲ့ CV မှာအင်္ဂလိပ်စာအောက်တက်ချေဖို့ဇာ30 CV မှာလေဆရာထားကိုထပ်ခါထပ်ခါပြောခဲ့တယ်အဲ့တော့ i can thank you ။ဘာမှမလုပ်ကျေးဇူးမတင်နိုင်ဘူး။အဲ့လိုဖြစ်သွားလိမ့်မယ်နော်။အဲ့လိုမျိုးမဟုတ်ဘူး။နောက်မှတစ်ခုထည့်ရမယ်။ဘာလေးထည့်မှအတိပဲပြေဆုံးမလဲဆိုရင်အနက်ထည့်မှအတိပဲပြေဆုံးမယ်။အနက်စာလုံလုံလောက်လောက်။ဘာမှမလုပ်လုံလုံလောက်လောက်တောင်ကျေးဇူးမတင်နိုင်တော့ဘူး။သိချင်တာမင်းကျေးဇူးကများလုံလုံငါရှိမှရှိမှကျေးဇူးတွေအကုန်ပေးမယ်ဆိုရင်တော့မလုံလောက်တော့ဘူးဆိုတော့ဘယ်လိုလေးပြောလဲ။ I can't thank you အနက်နောက်ခုငါတကယ်နှစ်သက်ကျင်နဲ့မိပါတယ်ဆက်ပြက်နဲ့စမယ်ငါပြီးတော့ i ပေါ့တကယ်ဆိုတော့ really ီကောင်ကကျတော့ alpha ဆိုတော့ဒီ vector ရှိကိုထည့်လိုက်တယ်နှစ်သက်ကျန်းပေးတာဘယ်လိုခေါ်လဲဆိုရင် appreciate လို့ခေါ်တယ်ဟာမင်းအကူအညီလေးကိုဆိုတော့ id လေးတော့ထည့်တင်တယ်၎င်းကိုဆိုတော့ဘယ်ခုနကအကူအညီထိုက်ကိစ္စလေးကိုဒါဘယ်လိုဖြစ်သွားလဲ i really appreciate it အဲ့တကယ်ကိုနှစ်သက်ကျန်းပေးပါတယ်ဘက်ကမင်းကကျန်တာတက်တာပဲဒီပုံစံလေးကိုကျတော့တခြားလေးကြက်ထားလို့ဒါရရေးကြီးတဲ့ပုံစံလေးအဲ့ဒါဘာလဲဆိုရင် that's very ဒီမှာ adjective ထည့်မယ် of user လို့မှတ်ထားမယ်နော် ဒါမင်းကျင်နာတက်တာပဲဆိုရင်ဒီမှာ kind ဆိုရင် adjective လေးထည့်ရတယ်။ဒါလေးကပုံသေးလေးမှတ်ထား။ That's very kind of you. ဒါမင်းရဲ့ကျင်နာတာ။ဒါမင်းအရင်ရိုင်းတာပဲဆိုရင် That's very rude of you. That's very rude of you. ဒါမင်းအရင်ဒါမင်းရဲ့ရိုင်းစမ်းမှုပဲ။ဒါမင်းရဲ့အခုနပြောတယ်ကျင်နာမှုပဲဆိုရင်ကြတော့ဒီနေရာမှာ kind ဖြစ်သွားတယ်။ဒီနေရာမှာ adjective လေးထည့်ပြီးတော့ဒါမင်းရဲ့မင်းရဲ့ဘာဖြစ်မှုပဲဆိုတဲ့ဟာလေးကိုဒီနေရာမှာမလုပ်ရဆိုရင်ပြောလို့ရတယ်။အဲ့ပုံစံလေးကိုလည်းမှတ်ထား။ဟောနောက်တစ်ခါ ဒါငါအတွက်အများကြီးပါပဲဒါငါအတွက်အများကြီးတက်ရောက်သွားတယ်ဒါဆို that subject ပြင်ပတ်လာမယ်ဘက်ကရှိတယ်ဒါပေမဲ့မြုပ်ထားတယ်အဲ့ဒါဘာလဲဆိုရင် mean mean ဆိုတာ mean ဆိုတာကျွန်တော်များသောဖြင့်သိနေတာ solo ပဲဆိုတဲ့အဓိပ္ပာယ်လို့သိထားတာဒါပေမဲ့လည်းသူ့မှာနောက်ထပ်အဓိပ္ပာယ်လို့ရှိတယ်အဲ့ဘာလဲဆိုရင်တက်ရောက်ဒီ that mean မှာ s လေးတော့ထည့်ရမယ်ဘာဖြစ်ဆိုတခုကိစ္စရင်ပေါ့ကွာမှာ cast ထည့်ရရဲ့ဆိုတော့ data disc မှာလည်းပြောခဲ့တယ်ဒီ disc disc မှာလည်းရှေ့ရာ video လေးမှာပြောခဲ့တယ်အများကြီးဆိုတော့ a lot that mean a lot ဘာအတွက်လဲဆိုတော့ငါအတွက်ဒါပေမဲ့ a lot for me လို့မရေးပဲနဲ့ဘယ်လိုလေးရလဲဆို a lot to me လို့ရေးရတယ်အဲ့လေးလည်းမှတ်ထားမယ် that mean a lot to me ဒါငါ့အတွက်အများကြီးတက်ရောက်မှုရှိသွားပါလေကွာဆိုပြီးပြောရမယ်ပေါ့နော်ကဲဒါဆိုရင်ကျေးဇူးတင်စကားလေးတွေကောင်းမွန်တွေပြောတတ်မယ်လို့ထင်ပါရဲ့နေ့တိုင်းဆက်လေ့လာပါရေးပြီးတော့ကြက်ပါလေ့လာပါဒါဆိုရင်လေးစာတိုးတက်ကောင်းမွန်လာပါလိမ့်မယ် fighting ပါ